မြင်းစိမပိတ်တယ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီစင်မှာ9ရက်တည်းမြင်းစိမ Prime Time မြင်းစိမတရင်အစီအစဉ်ကနေကြိုးဆိုပါရစေဒီစီစဉ်ကိုကျွန်တော်ခန့်တွေကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီကနေ့ကြည့်ရှုရမယ့်တရင်တွေကတော့ဒေါက်တာတေစာဆန်းဆန္ဒပြခဲ့တဲ့မန္တလေးစီဂျူကဆိုင်ကန်းချုပ်ကိုဆေးဟုတ်စုဖြည့်ဆည်းရတယ်ညူဒယ်လီကမြန်မာတန်ယုံမှာရွေးကောက်ပွဲကြိုတင်ဆန္ဒမဲပေးတာဟာဟန်ပြလှုပ်ဆောင်တာလို့ဆိုရတဲ့အိန္ဒိယမြန်မာချန်စီယိုကာယန်တာကိုနာဂအဖွဲ့ကြီးကန့်ကွက်တဲ့တရင် ရွှေဘုမစစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်တအုပ်အပါဝင်၃တေဆုံးတဲ့တဲ့ရင်နဲ့တရုတ်ဩဇာကြီးလာချိန်မှာပူပေါင်းလုံခြုံရေးမြင့်တင်မှုဂျပန်နဲ့ဗီယက်နမ်တဘောတူတဲ့တဲ့ရင်တွေအပြင်ဒီကနေ့ရနောက်ဆုံးရရွှေဈေးငွေဈေးနဲ့အရေးကြီးကုန်ဈေးနှုန်းတွေကိုစုစည်းတင်ဆက်ပေးသွားမှာပါခင်ဗျာပြမလုံးတဲ့တဲ့ဘုံအနေနဲ့နွေတော်လန်ရေးမှာထင်ရှားတဲ့တပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ဒေါက်တာတေဇာဆန်းကိုနန်းလင်းနဲ့ကိုခန့်ဝေဖြိုးတို့ဥဆောင်ဆန်းသားပြခဲ့တဲ့ မန္တလေးဈေးကြုံမှာရှိတဲ့ဆိုင်ကန်းအခန်း90ကိုစေအုပ်စုကဖျက်ဆီးခဲ့လို့ဒေတာခန့်ကြီးစီကသိရပါဗျ။မန္တလေးမြို့ချမ်းရည်တာဆန်မြို့နဲ့29လမ်း84,85လမ်းကြားဈေးကိုမနေ့ည10နာရီကစီပင်တွေထွေအုပ်၊ကြက်ကွက်အုပ်ချုပ်ရေးမှုစီပင်ရဲတပ်ဖွဲ့နဲ့အကြမ်းဖက်နှိမ်နှင်းရင်းတတဆစ်စုပေါင်းအင်အား200ကျော်နဲ့ဈေးဆိုင်ခန်း90ကိုရှင်းလင်းခဲ့လို့စေအုပ်စုရဲ့ lobby Telegram channel မှာဖော်ပြထားပါတယ်။ဈေးဆိုင်ခန်းတွေဆိုတာထက် ရှေ့မှာကျူပီဆောက်ထားတာတွေကိုဖျက်တာဖြစ်ပြီးအင်ရှင်ကပုံမှန်ငှားရတဲ့ area ထက်၄ပေလောက်ကျူးကျော်ကအမိုးလုတ်ခင်းထားတွေကိုဖျက်ခိုင်းတာလို့နောက်ထပ်ဒေတာခန်တူကမျိုးစီမကိုပြောပါရတယ်။အဲ့ဒါကိုတော်လန်လူငယ်တွေကြောင့်ဖျက်ရတယ်လို့ဖြစ်အောင်29လမ်း84 86ကြားရဲကိုပဲကွက်လုတ်သွားတာဖြစ်ပြီးတော့28လမ်း29လမ်းနဲ့လမ်း30ကနေ35လမ်းအထိခင်းထားတဲ့စိုင်းတိုင်းဒီပါအကုန်လုတ်တင်တာလို့သူကဆက်လက်ရှင်းပြပါရတယ်။ ီစပါ9ရက်မနက်ပိုင်းထိအဲ့ဒီဈေးအနည်းတဝိုက်လမ်းတွေကိုစေအုပ်စုကပိတ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့ဒီစပါ3ရက်နေ့ကအဲ့ဒီဈေးမှာဒေါက်တာတေစာဆန်ကိုနန်းလင်းနဲ့ကိုခန့်ဝေဖြိုးတို့ဦးဆောင်ကဆက်အာနာရှင်စန့်ကျင်ရေးဆန္ဒပြလူထုလှုပ်ရှားမှုလှုပ်ဆောင်ခဲ့ပြီးတော့ဒီစပါ7ရက်နေ့မှာကျင်းပပြုလုပ်မဲ့အတန်တိတ်တပိတ် Silent Strike မြို့ခံလူထုအနေနဲ့ပူးပေါင်းပါဝင်ပေးကြဖို့လည်းတောင်းဆိုထားပါတယ်ခင်ဗျာ။ ဒုရဇင်းတပုတ်အနေနဲ့အိန္ဒိယနိုင်ငံနယူးဒယ်လီမြို့မြန်မာတန်ရုံမှာပြုလုပ်တဲ့ကြိုတင်မဲပေးတာဟာဟန်ပြလှုပ်ဆောင်တာဖြစ်ကြောင်းဒယ်လီမြို့မှာရှိတဲ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကပြောပါတယ်။ အင်ဂျီနိုင်ငံမှာရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေအတွက်ရွေးကောက်ပွဲကြိုတင်ဆန္ဒမဲပေးတာကိုညူဒေလီမြို့နာရမတ်ချန္ဒရာကရာပူရီအရက်မှာရှိတဲ့မြန်မာတန်ရုံမှာဒီဇင်ဘာ၄ရက်ကနေ၆ရက်အထိတိဒတ်ဆန်သောအချိန်မနက်၉နာရီခွဲကနေညနေ၄နာရီခွဲထိပြုလုပ်နေတဲ့အပေါ်ဒီလိုပြောဆိုလိုက်တာဖြစ်ပါတယ်။တန်ရုံမှာမဲယုံဖွင့်မဲပေးခိုင်းတယ်ဆိုတာဟာ ရွေးကောက်ခံမဲ့လူတွေကိုသူတို့အချင်းချင်းကပဲမဲပေးရွေးပြနေတာအတိတ်ပဲမရှိတဲ့ဟန်ပြလုံဆက်တစ်ခုပါပဲလို့ညူဇီလင်မြို့မှာရှိတဲ့ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့သူကမျိုးစိမကိုပြောပါတယ်မဲပေးသူတွေမှာတန်ယုံဝန်တန်းစစ်တမ်းမှုဝန်တန်းတနန်းမျိုးစုံလာတက်နေတဲ့စစ်ကော်မရှင်ဆင်းလွတ်ထားတဲ့ဝန်ထမ်းတွေနဲ့ပညာသင်ကျောင်းသူကျောင်းသားတွေဖြစ်နိုင်ကြောင်းသူကရှင်းပြပါတယ် တန်ရုံမှာမဲမပေးနိုင်သူတွေကစားရက်ကနေတဆင့်ကြိုတင်မဲပေးတာတွေလည်းရှိနိုင်ကြောင်းဒီမိုကရေစီအရေးလှုပ်ရှားသူတွေကပြောပါတယ်မဲပေးပွဲကိုမဲယုံမှုအဖြစ်စစ်ကော်မရှင်ခန့်အညီရဆိုင်ရာမြန်မာတန်အမတ်ဦးစော်ဦးကဦးဆောင်ရွက်ပြီးတော့တန်ရုံဝန်ထမ်းတွေကဆန္ဒမဲလက်မှတ်တွေကိုစီစစ်ထုတ်ပေးတာတွေဆောင်ရွက်နေကြောင်းသိရပါတယ်အခုကြိုတင်မဲဆန္ဒပေးနေတဲ့အပေါ်စန့်ကျင်မှုမပြုတ်လို့လို့ပေမဲ့လည်း ရွေးကောက်ပွဲရလဒ်ကိုလက်မခံရတဲ့အတွက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်း AGF မြန်မာကဥဆောင်သူ slide ဒုခါကမျိုးစိမကိုပြောပါရဲစစ်ကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်လက်မခံမတရားသောကိစ္စဖြစ်ကြောင်းကိုဆက်လက်ပြောဆိုနေမှာဖြစ်ပေမဲ့သူတို့အပြင်အင်းကြီးအပါဝင်နိုင်ငံတကာအနေနဲ့နှစ်ဖက်စလုံးပြန်လည်တင့်မြက်ရေးဒါမှမဟုတ်မြန်မာနိုင်ငံအတွက်ရေရှည်ပူမှုကောင်းမွန်တဲ့လှုပ်ဆောင်ချက်မျိုးဆောင်ရွက်ပေးကြဖို့လှုပ်ဆောင်သွားရန်ရှိကြောင်းလဲ slide ဒုခါခါဆက်လက်ရှင်းပြပါရစေ။ မြန်မာနိုင်ငံရဲ့အစိုးရ NUG ကလည်းနိုင်ငံတကာအစိုးရနဲ့အဖွဲ့အစည်းတွေအနေနဲ့စစ်ကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာလက်ရှိအခြေအနေတွေကိုပြည်လဲစေတဲ့အဖြစ်မဟုတ်ကြောင်းနဲ့ဆေးဥစုကျူးလွန်ခဲ့တဲ့ကျူးလွန်နေခဲ့ရှိတဲ့ရှစ်ရာဇဝမှုတွေကို အားပေးထောက်ခံတာပြစ်ဒဏ်ကင်းလွတ်ခွင့်အထောက်အကူပြုရတဲ့အလားတူတူရာကိုတရိပ်ချက်ပြီးရွေးကောက်ပွဲကိုစန့်ကျင်ဖို့အတိပေးထားပါတယ်။ စစ်ကော်မရှင်ကနိုင်ငံအပြင်ရောက်နေသူတွေစီကကြိုတင်ဆန္ဒမဲရီကောက်ယူလျက်ရှိရမှာအိန္ဒိယနိုင်ငံနယူးဒယ်လီမြို့အပြင်သူတို့ရဲ့တန်ယုံတွေကိုတန်ယုံတွေဖြစ်တဲ့ဂျပန်နိုင်ငံတိုချိုမြို့မှာဒီဇင်ဘာ၁ရက်နဲ့၂ရက်တရုတ်နိုင်ငံချုံချင်းမြို့မှာဒီဇင်ဘာ၃ရက်နဲ့၄ရက်အရက်ဆော်ပွားများပြည်အောင်စုအဘူဒါဘီမြို့မှာဒီဇင်ဘာ၂ရက်နေ့တွေမှာမဲပေးခဲ့ကြောင်းသိရပါရခင်ဗျာ ဆက်လက်ပြီးတော့အိန္ဒိယမြန်မာနှစ်နိုင်ငံနယ်စပ်ကိုခြံစည်းရိုးခတ်ဖို့အိန္ဒိယအစိုးရကလှုံ့ဆော်နေတာကိုနာဂအဖွဲ့ဝင်နဲ့ဒေသခံတွေကလက်မခံကန့်ကွက်ကြပါတယ်အင်းရနိုင်ငံကနေချာမှတ်တိုင်အမှတ်103ပန်းဆောင်တောင်ဂျာလန်အမှတ်102အကြာမြန်မာနိုင်ငံနာဂကိုပိုင်အုပ်ချုပ်ဖွင့်ဒေတာနန်းယုံမြို့နယ်အတွင်းကြာရောက်တဲ့နေရာကိုခြံစည်းရိုးခတ်ဖို့2025ခုနှစ်မှာစတင်ကဆောင်ရွက်နေတာကိုအရှင်နာဂအမျိုးသမီးအတင်း ENWA ကဒီဇင်ဘာ၄ရက်နေ့ညညတော်တမ်ရှန်အနာဂတ်ကောင်စီ UTNC ကနိုဝင်ဘာ၂၇ရက်တို့မှာအသီးသီးကြေညာချက်ထုတ်ပြန်ကန့်ကွက်ကြတာဖြစ်ပါတယ်ဒီမိုကရေစီနိုင်ငံကြီးအဖြစ်သတ်မှတ်ထားတဲ့အင်ဂျီယာအနေနဲ့ဌာနေတိုင်းရင်းသားတွေရဲ့ပိုင်ဆိုင်မှုနဲ့ဘိုးဘွားတွေရဲ့ရိုးရာဓလေ့ထုံးတမ်းတွေကိုအလေးထားတန်ဖိုးထားပြီးတော့ဌာနေတိုင်းရင်းသားတွေရဲ့အတန်ကို အဓိကနားထောင်မှုတို့အကြောင်းအရှိနာကအမျိုးသမီးများအဖွဲ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နေဆက်ချန်စီယိုခတ်တဲ့လုပ်ငန်းစဉ်ဟာနာကလူမျိုးတွေအတွက်ရေတိုးရေရှည်လက်မခံနိုင်စရာဖြစ်ပြီးတော့ရက်တန့်နိုင်ရေးအတွက်ဆက်လက်တောင်းဆိုသွားမှာဖြစ်ကြောင်းဒေတာခန်နာကလူမျိုးတို့ကမျိုးစိမကို ပြောပါတယ်။ချန်စီယိုကရဲ့လုပ်ငန်းစဉ်ကိုရက်တန့်တာမရက်တန့်တာဟာ အိန္ဒိယအစိုးရအပိုင်းဖြစ်ပြီးသူတို့သိရှိပြီးဖြစ်တဲ့ဌာနေတိုင်းရင်းသားတွေရဲ့ဒလိထုံးစံလူမျိုးဖြစ်တည်မှုကိုလေးစားဖို့နာဂပြည်သူတွေအနေနဲ့အနေနဲ့နီလန်ပေါင်းစုံနဲ့ဆက်လက်တောင်းဆိုသွားမှာလို့နာဂဒေတာခန်ကဆက်လက်ပြောပါတယ်ဒါကြောင့်အိန္ဒိယမြန်မာခြံစည်းရိုးကာယံရဲ့လုပ်ငန်းတွေကိုချက်ချင်းရပ်တန့်ရုပ်သိမ်းပေးဖို့နှစ်နိုင်ငံမှာနာဂပြည်သူလူထုတည်ရှိခြင်းကို အမြဲလေးစားတန်ဖိုးထားပေးဖို့ UTMC ကတောင်းဆိုထားပါသေးတယ်ခင်ဗျာ နောက်ဆုံးသတင်းစပုတ်အနေနဲ့စကိုင်းတိုင်းရွှေဘိုမြို့နယ်တချို့ပင်ကြေးရွာကိုစစ်ကော်မရှင်တပ်ဖွဲ့ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရမှာအသက်9နှစ်အရွယ်ကလေးငယ်တအုပ်အပါဝင်ဒေသခံ3ဦးသေဆုံးပြီးတော့9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသရင်းသတင်းမြေစီကသိရပါတယ်ဒီကနေ့ဒီဇင်ဘာ9ရက်နေ့မနက်တနာရီမိနစ်20အချိန်မှာတရဦးလေတပ်ကတက်လာတဲ့ Jet Fighter လေနဲ့ပေါင်250ဘုံဒီနှလုံးကျဲချသွားတာဖြစ်ကြောင်းဒေသခံတရင်းရင်းမြစ်တအုပ်ကပြောပါတယ် ညာအိတ်ချိန်ကြီးလာကျဲသွားတာဖြစ်ပြီးတော့၃ရောက်တေကထိခိုက်တဲ့ရာသီတွေလည်းရှိပြီးတော့ပြီးတော့စိုးရင်ရရဲ့တွေနဲ့နွားတွေတေတာတွေလည်းရှိရဲ့လို့သူကဆိုပါတယ်စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးတဲ့အသက်9နှစ်အရွယ်မက်လက်လက်ထွန်းအသက်38နှစ်အရွယ်ဦးမြင့်သူဝင်းအသက်38နှစ်အရွယ်ဒေါ်တူတူဝင်းတို့တေဆုံးသွားပြီးတော့ထိခိုက်တဲ့ရရှိသူတွေတဲ့အသက်10နှစ်အရွယ်ကလေးငယ်တအူးပါဝင်ကနှစ်ဦးမှာ စိုးရိမ်ညာရဲ့အခြေအနေမှာရှိနေတယ်လို့ဒေတာခန့်တီစီကသိရပါဗျ။အဲ့ဒီကြောင့်တိုက်ခိုက်မှုကြောင့်ကျေးရွာတင်းမှာရှိတဲ့နေအိမ်ဆယ်လုံးဆိုင်ကဲနှစ်စီးထော်လာကြီးတစည်းပြက်စီးခဲ့ရပြီးနွား၉កောင်တေဆုံးခဲ့ရတယ်လို့သိရပါဗျ။အခုရပိုင်းအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဟာလူ HH ညတကောင်ရန်အချိန်တွေမှာလေကြောင်းတိုက်ခိုက်တာတွေပုံမှန်ပြုလုပ်လာတာကြောင့်ပြည်သူတွေရှောင်သိမ်းချိန်မရှိဘဲထိခိုက်ဒေဆုံးမှုတွေပုံမှန်များပြားလာနေပါဗျ။ ပြီးခဲ့ဒီစင်မှာ၂ရက်နေ့ကလည်းမနေ့တနားရီဝင်းကျင်အချိန်မှာ wallet မြို့နယ်နတ်မော်ဦးကြီးရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရမှာအသက်၂နှစ်အရွယ်ကလေးငယ်တအူးအပါဝင်၅ဦးတည်ဆုံးခဲ့ကြပါသေးတယ်ခင်ဗျာနိုင်ငံကသတင်းပတ်ကိုဆက်ကြည့်အောင်ပါတရုတ်ဩဇာကြီးလာခြင်းပူပေါင်းလုံခြုံရေးမြင့်တင်ဖို့ဂျပန်နဲ့ VNN တဘောတူရဲ့သတင်းကို Why not to Juchan ကတင်ဆက်ပေးပါမယ်တောင်တရုတ်ပင်လယ်နဲ့အရှေ့တရုတ်ပင်လယ်တွေမှာ တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုပုံမှန်မြင့်တက်လာနေချိန်ဂျပန်နဲ့ဗီယက်နမ်တို့ဟာမဟာဗျူဟာမြောက်မိဖက်ဆက်ဆံရေးအရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကိုပုံဖော်လှုပ်ဆောင်ဖို့ကြာတာပတိနေ့ကအဆင့်မြင့်ဆွေးနွေးပွဲမှာသဘောတူခဲ့ကြကြောင်းဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနကပြောပါရယ်ဂျပန်ဝန်ကြီးချုပ်ရှီကဲရိုအီရှိပါဗီယက်နမ်ကိုဧပြီလအတွင်းသွားရောက်ခဲ့စဉ်ရရှိခဲ့တဲ့မူပေါင်းအရကျင်းပတဲ့နှစ်နိုင်ငံဒုတိယနိုင်ငံသားရေးဝန်ကြီးများနဲ့ ဒုတိယကာကွယ်ရေးဝန်ကြီးများပထမဆုံးအကြိမ်ဆွေးနွေးပွဲကနေအခုသဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။စိတ်တူကိုယ်တူနိုင်ငံတွေကိုကာကွယ်ရေးပစ္စည်းတွေပံ့ပိုးနိုင်ဖို့အတွက်ဂျပန်ရဲ့တရားဝင် လုံခြုံရေးအကူအညီပေးရေးအစီအစဉ်ကိုနှစ်ဖက်ဆွေးနွေးကြပြီးတော့ဒေသတွင်ငြိမ်ချမ်းရေးလွတ်လပ်မှုနဲ့အသာယာဝပြောရေးတို့ကို ရှိရွယ်တဲ့အရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံရဲ့လုပ်ငန်းစဉ်နဲ့အညီလွတ်လပ်ပွင့်လင်းတဲ့အင်ဒိုပစိဖိတ်ဒေသကိုအကောင့်ထဲပေါ်ရေးအရေးကြီးကြောင်းအတည်ပြုခဲ့ကြပါတယ်။ ဂျပန်နိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးဌာနရဲ့အကြီးအကဲဒုတိယဝန်ကြီးဟီရိုယူကေနာမာဇုနဲ့၎င်းရဲ့အကောင်ရည်တူငွေရင်မင်းဘူအပြင်နိုင်ငံတကာရေးရာအတွက်ဂျပန်ဒုတိယကာကွယ်ရေးဝန်ကြီးကိုဂျီကာနိုနဲ့၎င်းရဲ့အကောင်ရည်တူအိုဟန်ရွှန်ချင်းတို့ကလည်းအမှုတမ်းအရာတမ်းဖလှယ်ရေး လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့တဘာဝဘေးကယ်ဆယ်ရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြပါတယ်။ကမ္ဘာပေါ်မှာအစီအကားဆုံးရေချောင်းလန်းတစ်ခုဖြစ်ပြီးတော့တယံစာတကျွဲဝါတဲ့တောင်တရုတ်ပင်လယ်မှာတရုတ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေအရှိန်မြင့်တက်လာတာနဲ့အမျှဂျပန်ကမကြသေးသောနှစ်များအတွင်းဗီယက်နမ်နဲ့တခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့လုံခြုံရေးဆိုင်ရာဆက်ဆံမှုတွေမြင့်တက်လျက်ရှိပါတယ်။ဗီယက်နမ်ဟာတောင်တရုတ်ပင်လယ်မှာရှိတဲ့ Spratly နဲ့ Paracel ကျွန်းတွေက ပါရာဇယ်ကျွန်းစုတွေနဲ့ပတ်သက်ပြီးတရုတ်နဲ့ပိုင်ဆိုင်မှုအငင်းပွားနေပြီးတော့ဂျပန်နဲ့တရုတ်ကတော့တရုတ်ကပိုင်ဆိုင်နေဆိုထားတဲ့အရှေ့တရုတ်ပင်လယ်မှာရှိတဲ့ဂျပန်အုပ်ချုပ်မှုအောက်ကစင်ကာကူကျွန်းတွေရဲ့အချုပ်ချာအာဏာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲနေကြပါရဲ့ရှင် ထိတ်တန့်တဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီချီရရှိကြတဲ့ငွေလဲနှုန်းရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်ဒါတွေကတော့မြေစမရဲ့ဝိုင်းတော်သားကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့တော့နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါင်စေ4030ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ 1621သတ္တမ36ချက်ပြင်ပပေါင်စီ3128ချက်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်2452သတ္တမ10ချက်ပြင်ပပေါင်စီ4928ချက်ထိုင်းဘတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်65တသမ54ချက်ပြင်ပပေါင်စီ128တသမ ငါလေးချံမလေးရှားတဝင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စေ930တသမ6လေးချံပြင်ပပေါင်စီ988ချံပေါင်စီရှိပါတယ်ပေါ်ပြပါငွေလဲလဲနှုံတွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်ရွှေစင်းနှုံတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုံတဲ့အသင်းတတ်မှတ်စေ59သိန်း9000ချံပြင်ပပေါင်စီ88သိန်း2000ချံ15ပဲတစ်ချက်သားကို ရွှေကုန်တဲ့တင်သတ်မှတ်စီ96,15625ချက်ပြင်ပပေါင်စီ83သိန်းချက်ပေါင်စီရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်တလီတာကို2330ချက်ပရီမီယံဒီဇယ်တလီတာကို2805ချက်အော်ဒိ92တလီတာကို2525ချက် Audi 95လီတာကို2610ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါစသုံးသည့်ဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6140ကျပ်ပြင်ပပေါ့ဈေး9500ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ တမင်းစီမပရိုင်တိုင်းမြစီမတရင်အစီအစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြပေးတဲ့များအားလုံးကိုကျေးဇူးတင်ပါတယ်ဒီအစီအစဉ်ကိုတော့ကျွန်တော်ခန့်တွေကစူးစီးတင်ဆက်ပေးကြတာပါတမင်းစီမပရိုင်တိုင်းအစီအစဉ်ကိုနေ့စဉ်တင်လာနေကနေတောက်ကြနေချီည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းအချိန်အခါပြကြပါစေခင်ဗျာ ညစီမှလည်းများဆက်လက်တင်ဆက်နိုင်မှုတို့အတွက်တင့်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်အခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ